မင်္ဂလာပါဒီနေ့ဘယ် topic ကိုပြောမလဲဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ motorcycle နဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဘယ်အကြောင်းပြောမလဲကျွန်တော်5 second အချိန်ပေးမယ်စင်ပါမိုင်းစဉ်းစားကြည့် okay တော်တစ်စက္ကန့်နှစ်စက္ကန့်တောင်းစက္ကန့် ဖြည့်စက်မဆက် Okay ဖြည့်မှန်ပေးနိုင်လို့ရှိရင် comment မှာပါလဲဆိုတာအရင်ရေးပေးပါ Okay ကျွန်တော်တကယ်ဟောတော့မနေ့ကတော့လက္ခဏာ or okay ကျွန်တော်ရို motorcycle စီးတဲ့ motorcycle safety မှာကျွန်တော်ပထမဦးဆုံးအရေးကြီးတာအုတ်ထုတ်နော်အုတ်ထုတ်အရင်အရေးကြီးတယ်ခေါင်းအောင်လုံးတွေအရေးကြီးတယ်နံပါတ် ခန္ဓာကိုယ်ကိုလွန်ဖို့အတွက်အရေးကြီးတယ်။နံပါတ်3ခြေရောက်တည်ကိုလုံခြုံဖို့အရေးကြီးတယ်။နံပါတ်4ကျွန်တော်ခြေပြားနဲ့စပြီးတော့ခြေချင်းဝက်အထက်ထိကျွန်တော်လုံခြုံဖို့အရေးကြီးတယ်။နံပါတ်1အကြီးအရေးကြီးဆုံးကတော့ကိုယ်ကောင်းပါနော်။အဲ့တော့ကျွန်တော်ခန္ဓာကိုယ် လုံခြုံရွတ်တဲ့ဘာရေးကြည့်တာလဲပေါ့နော်အဲ့ဒါကျွန်တော်တို့အဲ့ topic ကိုပြောမှာပေါ့ခဏကိုလုံခြုံရွတ်အတွက်ကျွန်တော်တို့ကြော်ချမ်းရင်ဘာလုပ်လဲနောက်တစ်ခုကကျွန်တော်တို့အေးလို့ရှိရင်ဘာလုပ်လဲအပူရင်ဘာလုပ်လဲကျွန်တော်ခဏကိုအဲ့ဒီတိုင်းကျွန်တော်သွားပါနော်အဲ့တော့ကျွန်တော်ခဏကိုကတဘာဝလေးရော ဖြစ်ပေါ်နေတဲ့ရာသီဥတုအနေထားရောက် BNL လောက်အလျောက်ပေါ့နော်လိုအပ်ချက်တွေရှိနေတယ်အဲ့တော့ကျွန်တော်တို့ကမော်တော်ဆိုင်ကယ်ဆိုတာတဘာဝတဲကနေပြီးတော့ခွဲထွက်ပြီးကျွန်တော်တို့ကလောက်တဲ့ကိစ္စဖြစ်တယ်ဘိုင်းလုံးနှလုံးကိုညင်နေအောင်လမ်းပေါ်မှာမောင်းပြီးတော့ balance တက်ကိုမြအောင်မောင်းပြီးတော့ကျွန်တော်တို့ကလောက်ရမယ်အခြေအနေဆိုတော့ကျွန်တော်တို့အဲ့နဲ့အရင်များတယ် ထို့သဖြင့်တယောက်တည်းမောင်းနေတဲ့အချိန်ထက်ကားတွေဥရိုသွားနေတဲ့လမ်းပေါ်မှာမောင်းနေတဲ့နေရာအချိန်မှဆိုရင်ကျွန်တော်တို့ရေးကြည့်တယ် shape now where ya အများအားဖြင့်ကျွန်တော် every 4 seconds ဆိုင်ကျွန်တော်က3 time မောင်းနေရမယ်အဲ့တော့ဒီလိုမောင်းနေတဲ့အတိုင်းမတော်တဆတခုခုဖြစ်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အနာရီရဖြစ်မှာဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်ဥကောင်းပိုင်းရတော့အဓိကအရေးကြီးဆုံးဥကောင်းပိုင်းကိုကျွန်တော်က helmet နဲ့ကျွန်တော်ကောက်ပေးမှာခန္ဓာကိုယ်ဘာနဲ့ကောက်ပါမလဲ okay အဲ့ဒါကျွန်တော်ပြပြမယ်ခန္ဓာကိုယ်ကိုကျွန်တော် jacket နဲ့ကောက်ပေးမယ် jacket မှာဘယ်လို jacket မျိုးတွေကျွန်တော်တို့ဝတ်သင့်တယ်လဲနော်နောက်တစ်ခုကဘယ်ရာသီမျိုးမှာဘယ် jacket မျိုးဝတ်သင့်တယ် jacket ဝတ်ခြင်းအပြင် ဘယ်လိုမျိုးကာကွယ်နိုင်လဲနော်နောက်တစ်ခုက jacket ကဘယ်လို jacket မျိုးဝတ်ကြမလဲဒါကျွန်တော်မေးဖို့နေအများကြီးရှိတာပေါ့နော်ဟို jacket design เนี่ยတော့အများကြီးပဲရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့ number 1အရေးကြီးဆုံးဝတ်ရမယ့် jacket ကပကောမဖက်မှာပါတယ်အကွယ်ဖက်ဒီပါမယ် ကျွန်တော်တို့ခါကြောရုံမှာပါတဲ့ဖက်တွေပါရမယ်။နောက်တတောင်းမှာနှစ်ဖက်စလုံးကတဲ့ဖက်တွေပါရမယ်။အဲ့တော့ iPad ဒီကိုဘလို level မျိုးနဲ့ကျွန်တော်တို့ဝယ်မလဲ။တော် level 1 level 2ရှိတယ်။ကျွန်တော် level 1ကတော့အရန်ဟိုအာရာခိုင်နှုန်းပြည့်တော့မကဘူးနေမယ်။ level 2ကတော့ ထိစက်ပေါ်ပြီးကောက်နေတယ်အဲ့တော့ကျွန်တော်မြင်မယ်အာချက်ကဝယ်လို့ရှိရင်အနေမဖြစ်တော့ဘူးလားချက်ကဝယ်ချင်ရကျွန်တော်ကအနေဖြစ်ပွားခြင်းကိုရှော့ချပေးစီတယ်ချက်ကမွေးတဲ့လူက62ရာခိုင်နှုန်းအနေဖြစ်နိုင်တဲ့အခြေအနေကနေပြောကျွန်တော်ချက်ကဝယ်တဲ့လူက82ရာခိုင်နှုန်းခွင့်လမ်းမရှိတယ်ကျန်တဲ့ရာခိုင်နှုန်းတွေကျော့သွားတော့အဲ့တော့ ခြေကဝက်လိုက်ပြီးတော့မော်တော်ဆိုင်ကယ်တည်းကဝင်ဖြစ်သွားတယ်ခြေကဝက်တာခြေကကကျိုးတာတွေကွဲတာတွေနော်ကပွဲလာကျိုးတာတွေခွဲတာတွေတော့ကျွန်တော်တို့မကပွဲပါဘူးဒါပေမဲ့မော်တော်ဆိုင်ကယ်မှာဖြစ်များတယ်မော်တော်ဆိုင်ကယ်စီးရလမ်းပေါ်မှာအချိန်ပြည့်နေမောင်းလာတဲ့အချိန်နောက်တစ်ခါ အကွေးဒီနောက်တစ်ခုကကိုယ့်ရဲ့ရှေ့မှာ traffic ကအရန်များနေတဲ့အချိန်ဒါမှမဟုတ်တခြားရင်မောင်းတခြား motorcycle မောင်းတို့ကကိုယူထားတဲ့ lane ကိုရုတ်တရက်ဖြတ်ဝင်လာမျိုးအခြေအနေမျိုးမှာကျွန်တော်တို့ရုတ်တရက် motorcycle အချိန်အချိန်ပေါ့နော်အချိန်တော့ပြည်တယ်အချိန်ရော့သွားဖို့အတွက်ကျွန်တော်ရက်တမ်းမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမောင်းလာတဲ့အချိန်ဒီ မြင့်တဲ့အတွက်ကြောင့်မို့ motorcycle ရဲ့အနေထား position တစ်ခုခုကြောင့်တိုင်းပြီးတော့တော့ကောင်း slip ဖြစ်တော့တော့ကောင်းကျွန်တော်တို့ကခန္ဓာကိုယ်ရော motorcycle ရောမြေကြီးမှာဒီရတိုက်ဆွဲသွားမှာဖြစ်ပါတယ်အဲ့တော့မြေကြီးမှာဒီရတိုက်ဆွဲသွားတဲ့အချိန်မှာအရေပြားတစ်ခုလုံးစုပ်ပြတ်ပုံပဲ့ဒဏ်ရသွားတာမျိုးတွေအသား လန်သွားတာမျိုးတွေတာမန်အားဖြင့်ဒါလန်သွားတယ်ဆိုလို့ရှိရင်တချို့အဲကုဝါရီယာအရန်ဟိုအနေထားခက်ခဲကုဝါရရှိရအဲ့တော့ပရိုဆိုက်ကဝတ်ဆောင်ကျွန်တော်ဝတ်မယ်ဆိုလို့ရှိရင်ချက်ကကိုဝတ်မယ်ဆိုရင်ကျွန်တော်တို့ဒါဒီအေးပြားလန်သွားခြင်းရဲ့ဒီ slide ဖြစ်ပြီးတော့ motorcycle မှောက်ပြီး slide ဖြစ်တဲ့အချိန်မှာကောက်ွက်နိုင်တယ်ပေါ့နော်အဲ့ဒါအဓိကရေးချက် တော့ကျွန်တော်တို့ဘယ်လိုမျိုး motorcycle jacket မျိုးဝယ်မလဲဆိုကျွန်တော်ပြပေးမယ်အဲ့တော့ကောင်းတဲ့အချက်လက်တွေ Okay ဒါတော့ကျွန်တော်ဒါ project motorcycle engine နော်ဒါနာမည်အရင်ကြီးရဲ့ engine တွေရှိတယ်ဒါပေမဲ့ဒီ engine က Amazon မှာ6250 4.5 star ရဟာအဲ့တော့ ေးတဲ့ຢာသီရောနွေးတဲ့ຢာသီရောကျွန်တော်တို့ဝတ်လို့ရတယ်ကျွန်တော်ဒီမှာ reflector ပါခေါ်တယ်အဲ့ဒါရောင်ပြန်မနော်ရောင်ပြန်နောက်မှနှစ်ခုပါတယ်ရှေ့မှာနှစ်ခုပါတယ်ဆိုတော့ခုနကကျွန်တော်ပြောတဲ့ပခေါ်မှာ pet ပါတယ်ဒီမှာကျွန်တော် all right ဒါပေမဲ့အဲ့ဒါ level 1နဲ့မှာပဲရှိရယ် so ကျွန်တော်က level 2ကဟာကိုလိုချင်တယ်ဆိုတော့နောက်ထပ်ဒီအင်ကြီးတစ်ထည်ပို့ထပ်ပြီးကျွန်တော်တို့အောင်းချမှာတထောင်မှာပါတယ်အင်ကြီးတစ်ထည်ပို့ထပ်ပြီးငွေပေးရမှာပေါ့နော်ဝယ်ရမှာဆိုတော့ဒါမှပါတယ်အကောင်းမှပါတယ်ဒီမှာကြောက်ကောင်းမှပါတယ်ဆိုတော့နှွေမိုးစားမှာကျွန်တော်တို့ဝယ်လို့ရတယ်ဒီဟာနှစ်ထပ်နော်ငွေဘက်ကိုကျွန်တော်ဝယ်မှာဆိုလို့ရှိရင်အတွင်းသား ဒါအတွင်းမှာ zip နဲ့ရှိတယ်။ဒီကနေ zip နဲ့ဆွဲပြီးတော့တစ်ဖက်လည်းချော်လိုက်လို့ရှိရင်ဒါကျွန်တော် median um ကျွန်တော် chest ကရင်ဘက်က30ခွန်ရှိတဲ့ကြောင့်မဟုတ်ဒီကောင်40ကိုကျွန်တော်ဝယ်တာ။အရန်မကျင်းလုံးမကြက်လုံးမကြီးလုံးနဲ့ jacket မျိုးကိုကျွန်တော်ဝယ်ရမယ်ဒါ median နော်။ဆိုတော့သူ့ရဲ့ brand က HWK ဒါအခုအမေဆိုပြောင်းမိဖြစ်နေတယ်။ ကင်မရာပြောင်းမယ်။ Okay ။အထက်မှာကျွန်တော်တို့နေရာဒီပွင့်မယ်ဆိုလို့ရှိရင်အထက်ကတက်လွှာကိုကျွန်တော်ချက်လိုက်ရအောင်။ဆောင်းရာဒီပွင့်မယ်ဆိုရင်တော့နှစ်လွှာစလုံးကျွန်တော်တို့ဝယ်လို့ရတယ်။ဒီက reflector ရေးကြည့်တယ်။ကျွန်တော်အယောင်ရွေးတဲ့နေရာမှာလည်းအရန်မဲနေနေတဲ့အရာကိုကျွန်တော်တို့ရွေးတာလေ ဲ့တော့ကျွန်တော်တို့ဒီ ANG ရဲ့ review လောက်ထားတဲ့ um လူဦးရေ6258ရှိတယ်ဆိုတော့ဒီ ANG ဒီအစင်ပြေပြီးတော့ဒီဇိုင်းလည်းကောင်းတဲ့ ANG ဖြစ်တယ်ကျွန်တော်တို့ခုနကပြောတဲ့အရာဟိုကျွန်တော်ရွေးချယ်တဲ့နေရာမှာအရန်မဲနေတဲ့အရာမျိုးကျွန်တော်ရွေးချယ်ပြီးလို့ရှိရင်တခြားရေမောင်းကြီးရဲ့ ကျွန်တော်တို့မြင်နိုင်မှုစွမ်းအားကနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုအရာမျိုးရွေးချယ်တင်တယ်လဲဆိုရင် light color ဖြစ်တဲ့ဟာမျိုးကျွန်တော်တို့ရွေးချယ်တင်တယ်အမဲများတဲ့ဟာဆိုရင်အပူဒဏ်ကိုလည်းအများကြီးစုပ်ယူနိုင်တဲ့အပြင်ခန္ဓာကိုယ်ကိုပူရရဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အပူချိန်များတဲ့နေထိုင်မှုကျွန်တော်ပူရတာပေါ့နော်ဆိုတော့ကျွန်တော်တို့က light color ဖြစ်တဲ့အရာမျိုးကျွန်တော်တို့ပူရွေးတင်တယ် ောက်တစ်ခုက reflector တွေအယောင်ပြန်နေပါတာမျိုးကျွန်တော်ရွေးတင်တယ်အဖြူဘက်ကိုများတဲ့ဟာလူမြင်သူမြင် visible color မျိုးကျွန်တော်ရွေးတင်တယ်ပေါ့နော်ဒါကမှသာကျွန်တော်တို့တခြားရင်မောင်းနေကျွန်တော်တို့မြင်နိုင်တာကျွန်တော် model cycle ကတတိလေးဖြစ်နေတာအများတန်းကာနစ်ရှင်လာလို့ရှင်ဒါကြောင့်မို့ကျွန်တော်တို့သူမျိုးသူတို့ထက်သင်တာမြင်တာဖြစ်တဲ့အရာမျိုးကျွန်တော်တို့ရွေးချယ်ရမယ်ကျွန်တော်တို့ရွေးဝေးရမယ် reflector တချို့ဒါကျွန်တော်က discount ချထားတာပေါ့နော်သူကကျွန်တော်ကတော့80ကနေပြီးတော့သူက90ကိုကျွန်တော် short ထားလို့ကျွန်တော်ဝယ်လိုက်တာဒါပေမဲ့သူကဒီ um a wire အဝိုင်အောင်ဆိုတော့အဝိုင်အောင်တို့အလေးမောင်အောင်တို့ကတခြားရင်မောင်းတွေရောမြင်တာထင်တာဖြစ်ဖို့အတွက်လည်းဟိုလေကိုယ်တော် night time မှာညဘက်မှာဆိုရင်လည်းဒီအရောင်လေးက တခြားကားမီးဖြစ်ဖြစ်တခြားရင်ကနေပြီးထိုးလိုက်တဲ့အကြောင်းလေးနေရာမှာပို့ပြီးတော့ဟိုမြင်ထင်တာမြင်တာမျိုးဖြစ်တယ်ပေါ့နော်ရှိရအောင်အဲ့မော်တော်ဆိုင်ကယ်ကိုကျွန်တော်တို့ချက်ခက်ကိုဝတ်တဲ့နေရာမှာနံပါတ်1 slide ဖြစ်တဲ့ဒိုင်ယာကိုကျွန်တော်တို့ short ချပေးနိုင်တယ်နံပါတ်2ယာတီဥရုနဲ့ပတ်သက်တဲ့အနေအထားမျိုးတွေမှာပို့လို့ရှိရင်ကျွန်တော်တို့ ဒေါ်လာကို1လရှိရဒေါ်လာချုပ်ပြီးဝယ်လို့ရတယ်။အေးလို့ရှိရင်1လကိုကျွန်တော်တို့ဝယ်ထားလို့ရတယ်။အဲ့တော့အပူရေးဒဏ်ကိုကျွန်တော်တို့ကာကွယ်လို့ရတယ်။နံပါတ်1ခန္ဓာကိုယ်ရဲ့ထိခိုက်ပုံပက်ဒဏ်ရနိုင်တဲ့ဟာကိုကျွန်တော်ကာကွယ်လို့ရတယ်။နံပါတ်2ကကျွန်တော်တို့အပူအေးဒဏ်ရသီးသူဒဏ်ကာကွယ်လို့ရတယ်။နံပါတ်3ကကျွန်တော်တို့ cycle jacket ကိုဝယ်ထားတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ကပိုပြီးတော့ confident ပိုရှိတယ်။ အဲ့တော့ကျွန်တော်တို့စီးရတဲ့နေရာမှာစိတ်လက်တက်တက်တသာပေါပေါပါပါ ပိုဖြစ်တာမျိုးကျွန်တော်တို့ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဝေခါတယ်။ဆိုနောက်တစ်ခုကကျွန်တော်တို့ဒီအင်ဂျီမှာ jacket မှာပါတဲ့အလင်းရောင်ရောင်ပြန်ပြကာလာတွေကတခြားရင်မောင်းတွေကိုလည်းထင်သာမြင်သာစေတဲ့ရောင်မျိုး ဖြစ်စေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က motorcycle jacket ကို within နဲ့ will within နဲ့ ဆိုတော့ကျွန်တော်တို့မော်တော်ဆိုင်ကယ်အင်ဂျီတွေဝေပြီးလို့ရှင် serious injury မရနိုင်တော့ဘူးလားလို့မင်း crash ဖြစ်တဲ့အပေါ်မှာ multi ပြီးတော့အခြေအနေပေါ် multi ပြီးတော့ဖြစ်နိုင်တဲ့အယိုးချိုးတာတွေတော့မကာကွယ်နိုင်ဘူးတခြားအဖြစ်တွေပေါ့ဒဏ်ရာဆိုးဆိုးဝါးကြီးကြီးမားတွေကျွန်တော်တို့မကာကွယ်နိုင်ပေမဲ့ မော်တော်ဆိုင်ကယ်ဒီယိုတိုက်ဆွဲသွားတဲ့အချိန်မှာဖြစ်ပေါ်လာမဲ့အသားအရေပြာပျက်စီးဆုတ်ပျက်ခြင်းအန္တရာယ်ကိုကာကွယ်နိုင်တဲ့ပြင်ကျွန်တော်တို့ဂျက်ကက်ဝတ်ထားတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ကိုလည်းတက်တာရရစီတယ်စိတ်ကိုလည်းပို့ပြီးတော့ confidence ရှိစေတယ်ဆိုတဲ့အချက်လက်တွေနဲ့ကျွန်တော်မော်တော်ဆိုင်ကယ်အင်ဂျီကိုဝတ်တင်တယ်မော်တော်ဆိုင်ကယ်အင်ဂျီကိုကျွန်တော်တို့ budget နဲ့ဝယ်မယ်ဆိုလို့ရှိရင်ခုနကျွန်တော်တို့ pack တွေ ါတဲ့အင်ဂျီအဲ့တော့ဒီကကျွန်တော်ရေးရေးပြီးဝယ်မှာတချို့အင်ဂျီတွေကအမ်ချက်ကင်မဲ့ပါတယ်ဒါပေမဲ့ဖက်တွေထဲမှာမပါဘူးဆိုတော့ကျွန်တော်ဖက်တွေကိုတသက်ဝယ်ရတယ်အများသောအားဖြင့်ကတော့ဖက်မပါတဲ့အင်ဂျီတွေဝယ်ရတယ်ဖက်နဲ့အမ်အင်ဂျီနဲ့အင်ဂျီက clearance အ discount ချရတဲ့အင်ဂျီဖြစ်တယ်ဆိုရင်တော့ဖက်နဲ့အင်ဂျီနဲ့ဆိုရင်အမ်ဈေးက level လောက်တော့ကျတယ်ဖက်ရဲ့ price နဲ့အမ် jacket price နဲ့ level လောက်တော့ကျတယ်ဘာလို့လဲဆိုတော့ तू က အကာအွယ်ပေးတဲ့အဖက်တွေ။ဆိုတော့ကျွန်တော်တို့ဘလို့ခြင်းနေဖြစ်အသက်အရနေရနဲ့ခုနမတော်စားထိခိုက်မှုတွေကိုကာကွယ်နိုင်တာကတော့ခန္ဓာကိုယ်ကာကွယ်မှုအဓိကအရေးကြီးစေပါဘောနော်။ငွေကြီးရအရေးမကြီးပါဘူးဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ hobby ရလုပ်တဲ့အကြောင်းအရာတွေမှာခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရမှုကိုရှင်းချနိုင်မှုတွေနံပါတ်1အိုးကောင်းနံပါတ်2ခန္ဓာကိုယ် နံပါတ်3ခြေရောက်နံပါတ်4ဒူးခေါင်းအောက်ပိုင်းရဟိုမှာ footwear ပါခေါ်လဲကျခြေရောက်ကဝတ်တဲ့ boot တို့ပါအဲ့ဒါပေါ့နော်ဆိုတော့ boot တွေကိုလည်းကျွန်တော်အာအခါအားလေးဆိုကျွန်တော်ပြသွားပြီးပြန်ပြောသွားပြီးမယ်ဘယ်လိုမျိုး boot တွေဝတ်သင့်တယ်ဘယ်လိုမျိုး boot ကဘယ်လို cycle မျိုးတက်ပို့ပြီး smart style ဖြစ်တယ်ပို့ပြီး safe ဖြစ်တယ်ဆိုတာပေါ့နော်အဓိကအရေးကြီးတာပေါ့အဲ့တော့ motorcycle အစည်းတဲ့လိုတိုင်းအဓိကလုံးကြုံရကျွန်တော်တို့စီကံအရာလိုအပ်ချက်တွေကိုကျွန်တော်တို့ဝစ်စင်ဝစ်စားစင်ပြီးတော့ကျွန်တော်တို့ကာဝဲမှာဖြစ်တဲ့အဲ့တော့ကျွန်တော်တို့အားလုံးဘေးမတည်ရမကအနေမဖြစ်ဖြစ်နဲ့ကျွန်တော်တို့စီးပါစီးဖို့လည်းအရေးကြီးတယ်အဲ့တော့ဒါကြောင့်မို့ဒီကျွန်တော်ဂျိုက်ကင်နဲ့ပတ်သက်တဲ့ခန္ဓာကိုယ်နဲ့ထိခိုက်မှုကိုရောချစေတဲ့ဒီ body recovery နဲ့ဒီ fat တွေနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော် sharing လုပ်တာပါဆိုတော့နောက်ထပ် YouTube တွေကိုကျွန်တော်ထပ်ပြီးတော့အခါအားလျော်စွာတင်သွားပြမှာပါ edit. ကျွန်တော်တို့ဒီအဘာတွေလိုအပ်လဲအဘာတွေလိုချင်တာလဲဆိုတာကို comment မှာရေးပြလို့ရပါတယ်။ကျွန်တော်အခါအားလျော်စွာနဲ့အမြကျွန်တော်ဒီချက်ချာရှာဖွေတင်ပြ ကိုယ်တိုင်တွေ့ကြုံရတဲ့ကျွန်တော် sharing လုပ်တော့ပါပဲဝေမျှတော့မှာဖြစ်ပါတယ် motorcycle အကြောင်းမှမဟုတ်ပါဘူးတခြားအကြောင်းတွေကိုလည်းကျွန်တော်ဝေမျှတော့မှာဖြစ်ပါတယ်အဲ့တော့တကယ်ကျွန်တော်အလုံး fine မှာနော် fine ရပါစေရှင်းနေကောင်းရပါစေလုံခြုံမှုအနေနဲ့ကင်းဝေးဖို့အဓိကရည်ကြီးပါတယ် okay rock and roll